ကဲဒီနေ့ကလေဘန်ကောက်ရောက်နေတာဘန်ကောက်ရောက်နေတော့ပိတ်ရက်ကလေးနားရက်ကလေးအလုပ်ကိစ္စလေးလည်းရှိရင်လည်းမလို့ခဏလေးလာတာပေါ့နော်35ရက်ပေါ့ဟိုမှာလည်းရန်ကုန်မှာလည်းအာခီးတွေတွားနေကြတော့ကဲကျွန်မလည်းအလုပ်ကလေးဘန်ကောက်အလုပ်ကလေးလာလို့လာအောင်လဲဆိုလာတာ ဝင်ကြီးဖြောင်းဖြောင်းမသွားရဘူးဝင်ကြီးကိုတိုင်စာတွေအနောက်ကနေပြီးတော့မှတိုင်စာတွေမဆန်ညာမှာပို့ကြတယ်ကဲဘလို့ဖြစ်တာတော့မေတ္တလာရှင်ဝိဆုံရောင်းတဲ့အမကြီးများဘလို့ဖြစ်တာတော့နော်ဆိုတော့မေတ္တလာရှင်ဝိဆုံဝိပြီးတော့မှရောင်းပြเสียမလိုပါဘူး တိလားရှင်ဝိဆုံဟာဘာပါတယ်ဘာပါတယ်ဘာဆိုရင်တိပါပြီလူတွေကခါတလီကြတော့လေကော့နာတွေမထော်တာတွေကလေအယမ်းကိုများလွားကြည့်တယ်နော်ဆိုတော့ဟိုကိုယ့်ရဲ့ဘာသာသာသနာနဲ့ပတ်သက်တဲ့အရာတွေစီးပွားရှာတာလေရှာတာပေါ့ကျွန်မပြောတာလေ ဒါကြီးကြတော့လူဝဲကြောင်ကြီးကဒီသင်္ကန်းကိုတခါလေ uniform အဖြစ်အစုံကြီးကိုဝတ်ပြထားတယ်ဆိုတော့ဘလို့မှကြည့်ရတာအဆင်မပြေဘူးလေကျမတို့သာသနာရောင်းဝါကိုလည်းမှီးမိန်အောင်နေဖက်ဖက်ကနေမလုပ်ကြပါနဲ့ကိုယ့်ရဲ့စီးပွားကိုယ့်ရဲ့ငွေကြေးရလွန်မင်းကိစ္စတခုလေးနဲ့ကျမတို့အနက်ဒီသင်္ကန်းရောက်နေသူတွေဆိုပိုတော့မှဒီသင်္ကန်းကြီးရဲ့အနက်အဓိပ္ပာယ်လေးနက်မှုတွေကိုပို့ပြီးတော့မှသိတဲ့နယ်လေဟုတ်လားကျမတို့ကိုရင်လေးတွေကအစတခါလေရဟန်းနေ ခံနေဆိုလို့ရှိလို့ရှင်ဘယ်လိုသင်ငန်းတောင်းပြီးတော့မှဒီသင်ငန်းကိုကိုယ်ပေါ်မှာယုံခွင့်ရှိတယ်လေကျမတို့တင်လာရှင်နေစံချပြီဆိုတာကနေပြီးတော့မှဘာကိုနှလုံးသွင်းပြီးတော့မှစံချပြီးတော့မှဒီဝိယုံတွေကိုဝတ်တဲ့ချိန်မှာလဲဘလို့တွေကိုနှလုံးသွင်းပြီးတော့မှဝတ်ရတယ်လေဟုတ်တလားဒီဝိယုံတွေဆိုတာအခုအင်းကြီးလူတွေဝတ်တယ်လို့မျိုးဒီအင်းကြီးမကြိုက်လို့ဟိုအင်းကြီးကောက်ဆွတ်ဟိုအင်းကြီးမကြိုက်လို့ဒီအင်းကြီးကောက်ဆွတ်တဲ့ ဝိစုံမျိုးမဟုတ်ဘူးတာဒနာကိုကိုစားပြုတဲ့ဘာသာကိုကိုစားပြုတဲ့ဝိစုံမျိုးဖြစ်တယ်ဒါနဲ့စီးပွားရှာစားရဲဆိုရင်လည်းဒါနဲ့ပတ်သက်တဲ့အနက်အဓိပ္ပာယ်တွေတံပိုးတွေကိုတော့နားလည်တဲ့နေဒီလောက်ကြီးခန္ဓာကိုယ်ကြီးမှာဝစ်ပြပြီးတော့မှအာရောင်းเสียမလို့ပါဘူးဟုတ်လားတိတ်ပြီးတော့မှဝစ်ပြခြင်းလဲဆိုကရုံးတုံးလိုက်တင်းလားရှင်ဖြစ်မြအောင်ဝစ်ပြီးတော့မှရာဒါလည်းမတင့်တယ်ဘူး ဟုတ်လားဒီဝိဆုံနေဆိုတာကကျမတို့တွေလည်းတိလားရှင်ဝိကြတယ်ဆိုရင်ဘသူမှယင်ကဘလောက်ပါတင်ကဘလောက်ပါခါကဘလောက်ပါဆိုပြီးတော့မှတခါတည်းကိုလင်းကိုလုံးနဲ့ fitting လုပ်ပြီးတော့မှကျမတို့ဝိတာမျိုးမဟုတ်ဘူးကျမတို့ comfortable ဖြစ်ဖြစ်နော်နေရတာတရားထိုင်နေဆိုရင်လည်းကြက်ကြက်တက်တက်ဒီမဖြစ်အောင်တရားထိုင်ရတာအစဉ်ပြေအောင်နော်ချောင်ချောင်ချီချီနဲ့ဖြစ်အောင် ထွေးဆုပ်တဲ့အသားမျိုးလေးဖြစ်အောင် မရအောင်နော်ကျက်တက်ပြီးတော့မှဟိုကျွန်တော်တို့မြန်မာအမျိုးသမီးတွေမြန်မာအင်ကြီးဝတ်တယ်လို့မျိုးကာကျက်တက်ပြီးတော့မှတခါလေး fitting နေဖြစ်နေတာမျိုးဆိုရင်တော့ဝေးရတာအဆင်မပြေဘူးဟုတ်လားချောင်ချောင်ကြီးကြီးနဲ့တခါလေးကိုဒါမျိုးဆိုရပါပြီဘလို့ဖြစ်လို့ကိုလုံးကြီးမှဝင်ပြီးတော့မှဒီသပင်နည်းနည်းလေးနဲ့ရှက်ကြစမ်းပါဦးရှက်တတ်ဘူးလားဟမ်တင်ငန်းရောင်းစားနေဆိုပို့ပြီးရှက်ရမှာလေဟုတ်လားတင်ငန်းရောင်းစားတာမဟုတ်လား င်ငန်းရောင်းစားတယ်ဆိုလို့ရှိရင်ဒီသင်ငန်းကိုမိပြီးတော့မှဒီဖျားရိတ်တရားရိတ်တန်ခါရိတ်သာသနာရိတ်ကိုခိုပြီးတော့မှလှုပ်ရှားတယ်ဆိုလို့ရှိရင်သာသနာရဲ့တန်ဖိုးကိုပို့ပြီးတော့မှမြင့်တက်အောင်သာသနာရဲ့တန်ဖိုးသာသနာရောင်းဝါးတွေမမေးမိန်သွားအောင်ပို့ပြီးတော့မှဂရုစိုက်ရမှာလေအသက်လေးငယ်တော့တဲ့အရွယ်မဟုတ်ပါဘူးကျမစူးစင်းစရာတော့မလိုဘူးနော် ဟုတ်လားချစ်စရာကောင်းတဲ့ညီမလေးတွေမောင်လေးတွေကလည်းလေဝင်ကြီးကိုလှမ်းတိုင်တော်ဝင်ကြီးကိုလှမ်းတိုင်ကျွန်မမဆန်ကြောင်မအပြည့်နော်ကျွန်မလည်းသွေးမူတော့မဲ့ပြောချင်တာမလို့ဒါကတော့မဖြစ်တင်မှုရှင်နော်သာသနာနဲ့သက်ဆိုင်တဲ့သာသနာရေးဝင်ကြီးဌာနကလူကြီးမင်းများလဲကြည်ကောင်းမနေကြပါနဲ့နော်ဒါမျိုးလေးတွေကိုထိမ့်မှတ်ပြီးတော့မှတင့်မှတ်ပြီးပါ စီကံလေးတွေနဲ့စက်မှတ်ပြီးပါဥပဒေ new ဥပဒေလေးတွေထုတ်ပြန်ပေးပါဒီလိုလူမျိုးတွေအတွက် နော်မဟုတ်လို့ရှိလို့ရှိရင်လေယူချောင်မူချောင်နေနဲ့အကုန်လုံးဝိုင်းပြီးဖြက်စီးလို့ရှိရင်ကျွန်တော်တို့တွေလေဘာသာသာသနာကိုယိုတိလေးစားတဲ့သူတွေအဖို့ဘာသာသာသနာကိုတန်မိုးထားတဲ့သူတွေအဖို့ညီရတွေ့ရတာစိတ်မချမ်းသာဘူးဒီလိုမထော်ရီလုပ်နေတာအဲ့တော့ဒီသင်ငန်းတွေကိုရောင်းစားတယ်ဆိုရင်ဒီသာသနာအရေးကိုခိုပြီးတော့မှမှီပြီးတော့မှလှုပ်ရှားတယ်ဆိုလို့ရှိရင်ဒီဝိယုံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေတော့တည်တည်နေလေအင်းကြီး brand ဆိုင်မှာတွားပြီးတော့မှဝစ်ကြည့်ပြီးတော့မှမကြိုက်ရင်ချွတ်လိုက်လို့ရတဲ့ဝစ်ယုံမျိုးမဟုတ်ဘူးဒါတာဒနာနှွင်ဝင်တီလာရှင်နေဒီဝစ်စုံကိုအမကြီးတို့ကသပင်းကြီးတွေနဲ့တခါတည်းကိုနှစ်ယောက်မြိုင်းမြိုင်းဆိုင်ဆိုင်ကြီးနေတယ်ကျမတို့သာသနာပုံရိပ်ဘလို့ကြီးတောင်ဖြစ်သွားသလဲအားမနာဘူးလားဟမ် မရှက်ဘူးလားအဲ့လိုကြီးပဆန့်ရှာစားတာရိုရိုတာမန်ဝစ်စုံဝစ်လို့မလို့ကို့နယ်ဆိုတာလေကို့လို့ရတဲ့အတိုင်းတာရှိတယ်ယိုယိုကျမတို့ဟာဒီဝစ်စုံတွေဝစ်တယ်ဆိုရင်တော့မှပဲလေဟိုကိုတချို့ဒီဇိုင်းမျိုးဆိုကိုနဲ့မလိုက်တဲ့ဝစ်စုံမျိုးဆိုလို့ရှိရင်ကိုကလေဝင်းမပြပဲနဲ့တော့နေပြီးတော့မှလေဒီလိုလေးပဲကင်ပြပြီးတော့မှရောင်းရတဲ့အခါမျိုးတော့ရှိတယ်ဘယ်နဲ့တင်လာစီရင်ဝစ်စုံကိုခန္ဓာကိုယ်ပေါ်မှာဝစ်ပြပြီးတော့မှရောင်းနေဆိုတာကအဲ့ဒါကစွန့်ဦးတီထွင်တာမဟုတ်ဘူး လမ်းဖောက်တာမဟုတ်ဘူးမယိုင်းတာလို့ခေါ်တယ်။အုံနောက်မရှိတာလို့ခေါ်တယ်။ဆင်ញံုံတရားနေတာလို့ခေါ်တယ်။ထပ်ပြီးရင်ရလို့ရှင်ဘာသာသာသနာနဲ့သာသနာဉွေဝင်ဒီတိလရှင်ရဲ့ဝိစုံနဲ့သာသနာကိုကြီးညိုသူတွေကိုစော်ကားတာလို့ခေါ်တယ်။ဟာပေါ့ပေါ့လေးပါကွာ။တိလရှင်တပါးဖြစ်ဖို့လည်းမလွယ်ဘူး။သာသနာ ຫນွေဝင်ဖြစ်ဖို့ဆိုတာလွင်တဲ့ကိစ္စမဟုတ်ဘူးဒီဝိယုံတွေကိုခန္ဓာကိုယ်ပေါ်မှာဆင်မြန်းဖို့ဆိုတာလွင်တဲ့ကိစ္စမျိုးမဟုတ်ဘူးအဲ့တော့ရှင်တော့ကလွင်လဲကူကူကြီးနဲ့ဒါကိုတခါတည်းကိုဟိုအင်ကြီးတာမန်အင်ကြီးဝစ်လိုက်တယ်လို့မျိုးဝစ်ပြပြီးတော့မှရောင်းနေဆိုအင်မတန်ရှက်စရာကောင်းတယ်နော်အိတ် post တွေအိတ် live တွေဖြတ်ရင်ဖြတ်မဖြတ်ရင်တော့အဲ့ဒါကျမလေထလိုက်ပါ ကျေးဇူးပြုပြီးတော့ဖြတ်လိုက်ပါမတင့်တော်ပါဘူးမတင့်လျော်ပါဘူးဒီလိုမျိုးနဲ့လဲရှာစားတဲ့ပတ်စံကိုလည်းမလိုချင်ပါနဲ့เนาะဘာသာတာသနာဆိုတာတယောက်သေးပိုင်မဟုတ်ဘူး အများပိုင်ဒီပါသာသာသနာဝင်တွေအကုန်လုံးရဲ့စိတ်မှာမချမ်းမြေ့ရဝင်မြင်ရတဲ့မြင်ကွင်းကအခြားသောဘာသာဝင်တွေလည်းမြင်ရတဲ့အခြေအနေမှာတခါတည်းကိုကျွန်တော်တို့မြန်မာပြည်မှာနေတဲ့အဲမြန်မာပြည်ပေါ်အခြားသောဘာသာဝင်တွေတောင်သိတယ်ဒီလိုလုပ်ရမျိုးဟာလုပ်တင်လားမလုပ်တင်ဘူးဆိုလားဆိုတာ哦အဲ့တော့ဗုဒ္ဓဘာသာလည်းဖြစ်ရတဲ့ဒီသာသနာအရေးကို ခိုပြီးတော့မှဒီဝိဆုံတွေကိုလည်းရောင်းရက်နဲ့ဒီလိုမျိုးလုပ်ရတယ်ဆိုတာယင်နာလိုက်တာ 哎，boss，你听来吧，这首比,比较嘛。 အမြင်မတင်တယ်ဘူးနော်ဒီထက်ပိုပြီးတော့မှကျေပြန့်လာတယ်ဆိုလို့ရှိရင်ရောင်းရတဲ့မရောင်းရတဲ့ပတ်စံနှစ်ပဲတပြားထက်မတန်မရာတွေဖြစ်သွားမှလဲစိုးတယ်နော်ဒါကြောင့်မလို့လေအဲ့ဒီ post လေးကိုအများစိတ်နှလုံးမှလဲမချမ်းမြေ့ရတာလေးဖြစ်တယ်မြင်ရတွေ့ရတာလေးမှလဲအဲတကယ်ကိုအာညှိုးနှွမ်းစီတဲ့အပြုအမူလေးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိလရှင်ဝစ်စုံကိုဝစ်ပြီးတော့ရောင်းတဲ့အမကြီးနဲ့ညီမလေးများအဲ့ဒီရဲ့ post လေးကိုကျေးဇူးပြုပြီးတော့မှဖြတ်လိုက်ပါမဟုတ်လို့ရှိလို့ရှိရင်ရတဲ့အကျိုးအမြတ်နဲ့မတန်တဲ့အကျိုး 是对，是哪里没？喏 <music>，所以讲，怎么？文字可以漂亮多不亚些呢？文字可以漂亮多不亚些，对啦。